ISP နဲ့တူမိနစ်30ကိုတက်ရောက်လာကြတဲ့ကပင်ရေဝန်းသူရေဝန်းသားများအားလုံးမင်္ဂလာပါကျွန်တော်ကစောထက်ပါဒီနေ့အစီအစဉ်မှာတော့အခမ်းအနားမှုဖြစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆိုတော့ပထမအဆုံးတော့ကျွန်တော်တို့ဒီနေ့ဆွေးနွေးသွားမယ့်ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်ရှီတင်းနဲ့အားနဲ့မန်ဟန်တိုင်းမှာကုံသွယ်စည်းစိမ်မှုပြတ်တောက်ခဲ့သောလမ်းများနဲ့လူမှုစီးပွားတံကိုတောက်ခံနေတဲ့ပြည်သူများလို့အာဒီခေါင်းစဉ်နဲ့ဆွေးနွေးဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီရှစ်တဲ့အားနဲ့မန်ဟန်နိုင်မှာဆိုတဲ့စာသားကဒါကျွန်တော်တို့အားလုံးဒီပါရင်းနှီးထားတဲ့ ဒီဂျိုးဂျာတန်ဆိုတဲ့တခြင်းကနေကောက်နှုတ်ထားဖြစ်ပါတယ်။ဒီတခြင်းကိုတော့အာတေးဆရာအင်စလီမမောင်းရေးပြီးတော့အဆိုတော်ခင်မတို့ကဒီဆိုခဲ့တာဖြစ်ပါတယ်။ဆိုဆက်လက်ပြီးတော့ကျွန်တော်တို့ဒီနေ့အစီအစဉ်မှာအဓိကဆွေးနွေးထားမယ့် panelist တွေနဲ့မိတ်ဆက်ပေးရှင်ပါတယ်။ ISB မြန်မာရဲ့လူငယ်သစ်သူတွေဖြစ်ကြတဲ့မက်ရှင်မွန်နောက်ကိုခန့်နဲ့မဆူလင်းဟန်တို့ကနေပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်။ panelist တွေရဲ့တင်ပြချက်တွေအပြီးမှာကျွန်တော်တို့ဒီနေ့ဆွေးနွေးပွဲကိုတက်ရောက်လာသူတွေရဲ့မိကွန်းနဲ့မတ်ချက်တွေကိုလက်ခံဆွေးနွေးတော့မှာဖြစ်ပါတယ်။ နောက် live မိတာအပြင် channel Q&A ကလည်းမေးမြန်းနိုင်ပါတယ်။ဆိုပွဲချိန်အတွင်းမှာအစီအစဉ်အကန့်အသတ်ကြောင့်တစ်ဖြေလိုက်ရတဲ့မေးခွန်းနဲ့မှတ်ချက်တွေကိုလည်း email ကနေဆက်ပြန်လည်ပေးပို့ပြီးဖြေချပေးပါမယ်။ဆိုမေးခွန်းနဲ့မှတ်ချက်တွေမှာတတိပြုဖို့တစ်ခုကတော့ဒီလူမျိုးပါတာကြားမှလင်ခံယူမှုနောက်တစ်ခါနိုင်ငံရေးအမြင်မတူမှုစတာတွေအပေါ်မှာအမုန်းပွားတာမျိုးတွေအမုန်းစကားတွေပြောလို့မရပါဘူးဒီအချက်တွေကိုလည်းကျွန်တော်တို့ချက်ကနေပေးပို့ထားပါတယ်ဒီဒီအစီအစဉ်ကိုဒုတ် DPP ရုပ်တံသတင်းဌာနအပြင်ဒီ ISMI မှာရဲ့ဆိုရှယ်မီဒီယာနဲ့ဝက်ဘ်ဆိုက်တွေကလည်းလိုက်ရထုတ်လွှင့်နေဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုကိုစတင်ပါတော့မယ် panelist တွေကစပြီးတော့ဆွေးနွေးပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့ဒီနေ့ပွဲကိုတက်ရောက်လာတဲ့ခင်ဗျာရဝန်းသူရဝန်းသမားအားလုံးမင်္ဂလာပါဗျာအခုလိုမျိုးအချိန်မီတက်ရောက်တဲ့အတွက်ကျေးဇူးတင်ကြောင်းကနုံပြောပေးရစီခင်ဗျာအနာသိမ့်မှုလေးနှစ်ကျော်လာတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဒါမြန်မာနိုင်ငံသူနိုင်ငံသားတွေကြုံနေရတဲ့ဒုက္ခတွေဟာအလွန်များပါတယ်ဒီဒုက္ခတွေကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်နေရတာကလည်းအမှန်ကန်ပါပဲ ဒါပေမဲ့တစ်ဖက်မှာလည်းပေါ့နော်ဒီဒုက္ခတွေကနေလွတ်မြောက်နိုင်မဲ့လမ်းစာကတော့ရှာဖို့ခက်နေတော့မှာပဲ။ ဝိချိန်ထည်လေပေါ့နော်စကိုင်းမန္တလေးငလျင်ကြီးလိုတဘာဝဒုက္ခတွေတဘာဝဘေးတွေနောက်ဒီစည်ရေးပြိပခလိုလူလုံဘေးတွေရဲ့အကျိုးဆက်ကြောင့်ဖြစ်လာတဲ့ဒီအထွေထွေကြက်သိမ်းမှုနဲ့ကုန်သွယ်စည်းဝါပြတ်တောက်ကပိတ်ဆို့ခံရတာတွေကလည်းပေါ့နော်လူလူပေါ်မှာကြီးကြီးမားမားဖြစ်စည်းနေပါတယ်နောက်ဒီတဘူပေါ်နှစ်ဘူးဆင့်ပေါ့နော်စည်းဝါရေးကြက်သိမ်းမှုတွေအပြင်ပြည်တွင်းမှာဒါအခြေခံကုန်စည်ကိုတောင်မှပဲဒါစိတ်ရှိတိုင်းသုံးလို့မရငွေရှိတိုင်းဝယ်လို့မရတဲ့အခြေအနေလဲစိုက်နေပါတယ် ဆိုတော့စစ်ကော်မရှင်ရဲ့ဒါစီးပွားရေးစီမံခန့်ခွဲမှုအလွဲတွေအားလည်းပဲဒါမှုဘူးရကင်းမှောက်ပါပဲဒီလိုအကြက်တဲကာလအတွင်းပေါ့နော်အထူးသဖြင့်ဒါကုံတွယ်စီးစီးပွားလမ်းကြောင်းပြတ်တောက်ခံနေရတဲ့ကာလအတွင်းမှာဒါပြည်သူတွေရဲ့စာဝတ်နေရေးကဘာတွေဖြစ်နေလဲနောက်ဘလိုတွေရုံးကန်နေရတာကလည်းနောက်ဘယ်ကများအကူအညီတွေများရနေကြလဲဒါတွေကိုသိနိုင်ဖို့အတွက် ISP မြန်မာကနိုင်ငံအနှံ့ကလူတစ်ထောင်ကျော်ကိုမေးမြန်းပြီးတော့ပေါ့နော်ဒါစစ်တမ်းငယ်တစ်ခုအောက်ယူခဲ့ပါတယ် ဒီစတက်ရလက်တွေကိုအခြေခံပြီးတော့မှဒီဆွေးနွေးပွဲမှာတင်ပြသွားပါမယ်ဗျာ။ ဒီလိုတင်ပြတဲ့ခါမှာပေါ့နော်ကျွန်တော်တို့ဒါအပိုင်း၃ပိုင်းနဲ့တိဆောက်သွားမှာဖြစ်ပါတယ်ပထမတစ်ပိုင်းကတော့ပေါ့နော်လူဒုရင်ဆိုင်နေရတဲ့ဒါလက်ငင်းဒုက္ခတွေနဲ့စနစ်ကြောင့်ဖြစ်လာတဲ့ဒါပြဿနာတွေပေါ့နော်ဒါစနစ်ရဲ့ပြဿနာတွေကိုဆွေးနွေးသွားပါမယ်ဒုတိယတစ်ပိုင်းမှာတော့တက်ရောက်မှုနဲ့ခံနိုင်စွမ်းရည်မတူညီကြပုံကိုတိဆောက်သွားပါမယ်ဗျနောက်ဒီတတိယအပိုင်းမှာတော့ပေါ့နော်ဘလို့ကြက်ကြက်ခံရင်ဆိုင်ဖြည့်ရှင်းနေရလဲဆိုတော့ဒါဖြည့်ရှင်းမှုဖြည့်ရှင်းမှုကိုမိမောင်းထိုးသွားပါမယ်ဗျ ဆိုတော့ဒီချက်တွေကပေါ့နော်ဒီတူဦးချင်းစီတာမကပါဘူးဒါမြမလူအဖွဲ့အစည်းရဲ့အနာဂတ်ကိုပါထိခိုက်နိုင်တဲ့အထည်သာတက်ရောက်မှုတွေရှိနေပါတယ်အခုဒီပထမတစ်ပိုင်းပေါ့နော်ဒီကျွန်တော်တစ်ပိုင်းမှာတော့ဒါလက်ငင်းဒုက္ခနဲ့စနစ်ရဲ့အရင်းငံပြဿနာတွေအကြောင်းကိုကျွန်တော်စပြီးတော့ဆွေးနွေးကြပါရစေဗျာ ကျွန်တော်ဒါကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာပေါ့နော်အာဘာတွေဖြစ်နေလဲဘယ်လိုတွေရင်ဆိုင်နေကြရလဲဆိုတာကိုကျွန်တော်တို့ ISP မြန်မာကနေပြီးတော့မှထုတ်ခဲ့တဲ့စစ်တမ်းကိုအခြေခံပြီးတော့အရင်ဆုံးဆွေးနွေးကြပါတယ်အခု slide မှာရင်းညားရတဲ့အတိုင်းပေါ့နော်ဒီကုံသွယ်လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့်ပြပသွင်းကိုပြက်လက်မှုတွေကိုရင်ဆိုင်ခဲ့ရတဲ့သူကဒါ85ရာခိုင်နှုန်းရှိပါတယ်ဒါဆိုရင်လူတစ်ထောင်မှာ850ဦးကဒါဒီပြဿနာတွေကိုရင်ဆိုင်ခဲ့ရတာပါ နောက်ဒီမိသားစုစာဝင်နေရေးအပေါ်မှာလည်းပဲဒါတက်ရောက်မှုတွေကြီးခဲ့ပါတယ်ကျွန်တော်တို့ရာဂိုင်းလုံးအဖြစ်ကြည့်မယ်ဆိုရင်ဒါ92မှ2ရာဂိုင်းလုံးအထီတောင်မှဒါရှိခဲ့တာပါနောက်ဒီကုန်စည်နှုန်းမြင့်တက်တာကတော့ဒါအကုန်လုံးလဲပြောနေကြတာပဲပေါ့နော်ဒီကုန်စည်နှုန်းမြင့်တက်မှုကဆိုရင်တော့ဒါတစ်ဆကိုရနေ3ဆနောက်ဒီ4ဆကျော်ထိတက်သွားတဲ့နေရာမျိုးတွေမှာတော့ရှိပါတယ်ဘယ်ပစ္စည်းတွေဘယ်ပစ္စည်းတွေပြက်လက်သွားလဲဈေးတက်သွားလဲဆိုတာကိုလည်းကျွန်တော်တို့ဒါအခု slide မှာတွေ့နိုင်ပါတယ်ဗျ။ ်အများဆုံးကတော့ဗောနော်ဒါလူသုံးကုန်ပစ္စည်းနဲ့အခြေခံစားတောက်ကုန်တွေပါပဲဒီမှာဆိုရင်လည်းဗောနော်စေဝါပြက်လက်မှုကလည်းကြီးကြီးမားမားဖြစ်ပေါ်နေတယ်ဆိုတဲ့အချက်ကိုလည်းတွေ့ရပါတယ်ဒီအချက်တွေကတော့အားလုံးအတွက်စိုးရိမ်စရာဖြစ်နေပါတယ် ဒါရီပြင်းပေါ့နော်ဒီလက်နက်ကင်ပရိပခတွေနဲ့ဆက်ဆက်ပြီးတော့ဖြစ်တဲ့ဒီကုံသွဲလမ်းကြောင်းပိတ်ဆို့မှုလို့အကြက်တဲတွေကြောင့်ပေါ့နော်ကျမ်းမာရေးနဲ့ပညာရေးဒီကဏ္ဍတွေပေါ်မှာလည်းဒါတက်ရောက်မှုတွေရှိနေပါတယ်ဆိုတော့အခု slide မှာမြင်ကြရတဲ့အတိုင်းပေါ့နော်ဒီစေဝါဝယ်ယူဖို့အတွက်တောင်းမှအခက်ခဲကြုံနေတဲ့သူက84ရာခိုင်လို့ရှိပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒါနိုင်မကျန်းဖြစ်တဲ့အခါနေမကောင်းဖြစ်တဲ့အခါဒါဒီလိုမျိုးအခြေအနေတွေမှာဆိုရင်စေယုံစေခံတွေကိုဒါအလွယ်တကူသွားကြနိုင်သေးရဲ့လားပေါ့နော် ဟုတ်အများစုကတော့တို့ဒီလိုအခြေအနေတွေမှာဆေးရုံစေကန်တွေကိုသွားနိုင်သေးရလို့ဖြေကြပေမဲ့ဒါတစ်ခါတလေမှသွားနိုင်တော့တာမျိုးပေါ့နော်။နောက်တချို့ဆိုရင်ခက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 ်သွားကြရတာမျိုးပေါ့နော်။ဒီလိုအခြေအနေတွေတော့ရှိလာပါတယ်။ဒါကိုလည်းပဲကျွန်တော်တို့ဒီ slide မှာဖော်ပြထားပါတယ်ဗျာ။နောက်ဒီနိုင်ငံအနှံ့မှာရှိနေရပေါ့နော်ကျွန်တော်တို့သူတည်တည်နေတာဒါတွေ့ဆုံဆွေးနွေးကြည့်ရဲ့အခါမှာလည်းပဲပညာရေးမှာတော်တော်လေးအခက်အခဲဖြစ်နေတာကိုကျွန်တော်တို့တွေ့တွေ့တွေ့ရပါတယ်အာပညာရေးထက်စာဝတ်နေရေးကပိုရေးကြီးလို့ဒါအကြောင်းမထနိုင်တော့တာနောက်အကြောင်း တက်မဲ့အစားပေါ့နော်ဒါအလုတ်ခိုင်းပြီးတော့မှငွေရှာခိုင်းတာမျိုးတွေလဲဒါပုံများလာပါတယ် စစ်ကော်မရှင်ရဲ့ဒီလေချောင်းရံကိုကြောက်လို့ကြောင်းမသွားနိုင်တော့တာကြောင်းပိတ်ထားရတာဒီလိုအခြေအနေတွေလည်းရှိတယ်ပေါ့နော်။နောက်ဒီကြားထဲမှာပဲလဲစစ်မှုထမ်းဥပဒေရဲ့နောက်စစ်သားစုဆောင်ထားတဲ့အဲစစ်သားစုဆောင်ခန်းမှာကြောက်လို့ဆိုပြီးတော့မှပြပကိုထွက်ပြေးတိမ်းရှောင်နေတဲ့လူငယ်တွေကလည်းဒါဒုနဲ့ဒေးပဲပေါ့နော်။အဲဒီလိုမျိုးအခြေအနေတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါတိုင်းပြည်အတွက်ရောနောက်ဒီတအူးချင်းစီရဲ့အနာဂတ်ကိုပါဆိုးကျိုးဖြစ်စေနိုင်မဲ့ဒီရေရှည်ဒုက္ခတွေကိုကျွန်တော်တို့အခုကြုံနေရတဲ့လက်ငင်းဒုက္ခတွေနဲ့အပြိုင်ဖြစ်နေတာအခုကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဗျ။ဆိုလိုချင်တာကတော့ ျွန်တော်တို့ရဲ့ဒါပြည်သူတွေကပေါ့နော်လက်ငင်းဒုက္ခတွေကိုဒါတဦးတယောက်ချင်းစီရင်ဆိုင်ဖြေရှင်းနေရတယ်။တစ်ချိန်တည်းမှာလည်းပဲဒါကိုယ့်ရဲ့အနာဂတ်ကိုတိုင်းပြည်အနာဂတ်ကိုဒါပြတ်သုံးစေမဲ့လူ့အဖွဲ့အစည်းတစ်ခုလုံးပေါ်မှာပါတက်ရောက်မှုရှိစေမဲ့ဒါရေရှည်ဒုက္ခတွေကိုလည်းပဲခါးစည်းခံနေရတယ်ပေါ့နော်။တစ်ဖက်မှာလည်းပဲဒီကိုယ့်ရဲ့ရက်ရွာအတိုင်းမျိုးတွဲမှာဒီပေါင်းစည်းညီညွတ်မှုဂေဟာစနစ်ကဒါပြတ်ပြတ်သုံးသွားတယ်ဝေးကွာပျက်စီးသွားပြီးရဲ့နောက်မှာတော့ဒါမိဝေးဖာဝေးတာရဝဲမရတဲ့ကွယ်ဒါ ကြုံတွေ့နေရတဲ့ရင်ဆိုင်နေရတဲ့ဒါရင်နာစရာအဖြစ်အပျက်တွေကလည်းဒါကျွန်တော်တို့ဒါမကြားချင်မှအဆုံးပေါ့နော်ဒါအများနဲ့ကြားနေရတယ်ဆိုတော့ဒီဒုက္ခတွေကိုကျွန်တော်တို့ကြံ့ကြံ့ခံရင်ဆိုင်တဲ့အခါမှာတော့တဦးနဲ့တဦးနောက်ဒီတနေနဲ့တနေပေါ့နော်ဒါတွေကလည်းပဲခံနိုင်ဆွဲရည်တွေလည်းမတူညီကြပါဘူးဆိုတော့ဒီပြဿနာတွေကိုဖြေရှင်းနေကြတယ်ဖြေရှင်းပုံတွေကလည်း꿰ပြပါတယ်ဗျဒါတွေကိုတော့ကျွန်တော်တို့ရဲ့ဒါဆွေးနွေးတင်ပြခြင်းနဲ့ဒုတိယပိုင်းမှာတော့ကိုခန့်ကဆက်ပြီးတော့ဆွေးနွေးတင်ပြသွားပါမယ်ဗျဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်မိတ်မော။ဆိုမိတ်မော့အရှိမဆွေးနွေးခဲ့တာကတော့ဒါလက်ငင်းဒုက္ခတွေနဲ့စနစ်အရင်းခံပြဿနာကြောင့်ရှင်းပြခဲ့တာပေါ့။ဆိုကျွန်တော်ဆက်လက်ပြီးတော့မှဒီချင်းတွေရဲ့တက်ရောက်ပုံနဲ့ခံနိုင်စွမ်းရည်မတူညီကြပုံမျိုးဆက်လက်ပြီးတော့ပြောပြပေးသွားချင်ပါတယ်။ဆိုကျွန်တော်တို့လုတ်ခဲ့တဲ့စစ်တမ်းမှာဆိုလို့ရှိရင်ဖြေဆိုခဲ့တဲ့သူတွေကနိုင်ငံအနှံ့မြို့နယ်85မြို့နယ်မှာနေထိုင်ကြတဲ့သူတွေဖြစ်ပါတယ်ပေါ့နော်။ဆိုတော့သူတို့ရဲ့ဖြေဆိုချက်တွေအပြင်ကျွန်တော်တို့သူတေသူတွေနဲ့ပါတွေ့ပြီးတော့ဆွေးနွေးကြည့်တဲ့အခါမှာဆိုလို့ရှိရင်ထင်ထင်ရှားရှားတွေ့ရတာကဘာလဲဆိုရင်ဒုက္ခတွေရဲ့တက်ရောက်ပုံနဲ့ဒီလိုမျိုးခံနိုင်စွမ်းရည် တရားဆိုမတူညီကြတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဆိုရင် data တစ်ခုနဲ့တစ်ခုမတူတာနောက်ပြန်ကြေးလန်းနဲ့မျိုးပြမတူတာနောက်ဒီပြိပခပြင်းထန်တက်ရောက်မှုမတူတာစားရပေါ့အခြေခံပြီးတော့မှဒီကြကြန့်ခံရင်ဆိုင်နိုင်ဆိုရဆိုလို့ရှင်လဲ꿰ပြကြပါတယ်ပေါ့နော်ဆိုတော့အခုဒီမှာပြထားတဲ့ slide မှာမြင်ထားမြင်ချရတဲ့အတိုင်းပါပဲဆိုတော့ဥပမာ demoso တို့ဒီချောင်းဥတို့လိုမျိုးပြိပခပြင်းထန်တဲ့ data တွေမှာဆိုလို့ရှင်ကုန်စီရရှိမှုနဲ့ကုန်စင်းသုံးတက်မှုပါဆိုလို့ရှင်အဆိုးပါဆုံးပါပဲဆိုတော့ပစက်တွေကခေါ်တဲ့ခေါ်စေးတွေနဲ့အထင်းကုန်မဲလို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ ဒါကိုဖြည့်ရှင်းကြတဲ့နီလန်းတွေကလည်းမတေယုံတမဲမငတ်ယုံတမဲပဲပေါ့နော်ဆိုတော့တချို့ဆိုလို့ရှင်ကလည်းသူများပေးစာကန်းစာလို့ဆိုရမယ်လူသားဆန္ဒအကူအညီပေါ့ တွေပေါ်မှာဟောမူတီပြီးတော့မှမိခိုနေကြရပါတယ်ဒုတိယအနေနဲ့ဒီမူဆယ်တို့မြဝရီလိုလိုမျိုးဒီကုံသွဲလမ်းကြောင်းတွေနဲ့ဟောလမ်းတင်းတဲ့ဒေသတွေနေဆက်ဒေသတွေမှာဆိုလို့ရှိရင်ကတော့အလယ်လက်အနေထားလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းဒါနေဆက်တွေပိတ်လိုက်တဲ့အခါမျိုးမူဝါဒတင်းကျပ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်တော့သူတို့တွေလည်းဒုက္ခခံရတာမျိုးပဲပေါ့နော်ဆိုတော့ဤပေါင်းစုံတုံးပြီးတော့မှကြံဖန်ဖြေရှင်းနိုင်သေးတာမို့လို့တော်သေးတယ်လို့တော့ပြောလို့ရပါတယ် နောက်ဆုံးအနေနဲ့ဆိုလို့ရှင်ကတော့ဒါရန်ကုန်မန္တလေးနေပြည်တော်တို့မျိုးမြို့ကြီးတွေရာဆိုလို့ရှင်ကတော့အတန်တင့်ခံတာသေးတယ်လို့ကျွန်တော်ပြောလို့ရပါတယ်။ဒါပေမဲ့လည်းဒါနိုင်ငံခြားထုတ်ပစ္စည်းတွေနဲ့စေဝါရှားပါပြက်လက်မှုတွေပေါ့ဒါအားလုံးနည်းတူပဲရင်ဆိုင်နေကြရမျိုးဖြစ်တယ်ပေါ့နော်။ဆိုတော့ခံတာတခုကကြတော့ကျွန်တော်တို့ပြည်ရင်းထုတ်ကုန်တွေရှိနေသေးတာမျိုးဖြစ်ပါတယ်။ဒါတောင်မှပဲဒါတည်ယူစရိတ်တွေနဲ့ငွေကြေးတန်ဖိုးပေါ်မူတည်ပြီးတော့မှဈေးကြီးပေးပြီးတော့မှဝင်နေကြရမျိုးဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာတချို့ကုန်တွေကြတော့ပစ္စည်းတွေကိုတိုးထောင်ထားပြီးတော့အရေးပေါ်အခြေအနေရောက်မှပဲဒါထုတ်ရောင်းတာမျိုးဒီလိုနှီးလန်းနေလဲဖြစ် တုံးကြမျိုးလည်းရှိရယ်ပေါ့နော်ဒီခါမှာတော့ဝယ်တဲ့သူတွေကပဲဒါဈေးကြီးကြီးပေးပြီးတော့ဝယ်ရမျိုးဖြစ်လာပါတယ်ဒီခါမှာအရှိမကျွန်တော်မိမော်တို့ဒီပြောပြခဲ့သလိုမျိုးပဲကုန်စင်တော့နေရ အစမတန်ဖြစ်ကုန်တာမျိုးတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး data light တက်ရောက်ပုံတွေကလည်း꽌ပြားပါတယ်ဆိုတော့ဒီလိုမျိုးပဲဟောဒီလိုတက်ရောက်ပုံ꽌ပြားတဲ့ဂျားကပဲပြည်သူတွေရဲ့စဉ်းစားခံနိုင်ဆိုရင်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှင်ကတော့စဉ်းစားခံနိုင်ဆိုရင်အကန့်အသတ်မဟုတ်ဘူးဆိုတော့သတိချက်ဖို့လိုပါတယ်ဆိုတော့တနည်းအားဖြင့်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှင်ကတော့စဉ်းစားခံနိုင်ဆိုရင် resilient လို့ဆိုရဲဟာမှလည်းအတိုင်းအတာတတ်မှတ်ထားတဲ့ဒါမျက်နှာချက်လိုမျိုး ceiling ဆိုတာရှိရယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့စစ်တမ်းမှာပါတဲ့ရာလတ်တွေနဲ့ရာလတ်နှစ်ခုနဲ့ချိန်ထိုးပြီးမှပြောချင်ပါတယ် ပထမတစ်ခုကတော့အရင်နှစ်နဲ့ရှင်လို့ရှင်ကိုနဲ့ကိုမိသားစုကဟောဖူးလုံးလာသလားဆိုရယ်မေးခွန်းဖြစ်ပါတယ်ဒီ slide မှာကြည့်ကြည့်မယ်ဆိုလို့ရှင်89ရာခိုင်နှုန်းသောဖြည့်စုတွေကဖူးလုံးတယ်လို့မခံစားရကြောင်ဖြေခဲ့ကြပါတယ်ဒါကြောင့်မို့လို့အခုဖြစ်နေတဲ့အခြေအနေကိုဘယ်လိုမြင်တယ်လဲလို့ကျွန်တော်ထပ်ပြီးတော့မှမေးခဲ့ပါတယ်ဒီခါမှာတော့52ရာခိုင်နှုန်းကတော့ မျောလင့်ချက်မဲ့အခြေအနေလို့ဖြေပါတယ်ဆိုတော့53ရာခိုင်နှုန်းကတော့ဆက်ပြီးတော့မှရုံးကန်နိုင်အောင်မယ်လို့ဖြေခဲ့ကြတာရှိပါတယ်ပေါ့နော်ဆိုတော့ဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင်ပြည်သူတွေရဲ့စဉ်စဲခံနိုင်ဆိုင်ကတော့ရှိနေတယ်ဒါပေမဲ့လည်းဒီဟာကိုကျွန်တော်တို့ကပေါ့ပေါ့တန်တန်သဘောထားလို့မရပါဘူးဆိုတော့သူတို့တွေကအချိန်မရွေးပြိုလဲသွားနိုင်တယ်ဆိုတော့ညွန်ပြနေတာဖြစ်ပါတယ်ဆိုတော့ဒါကိုကျွန်တော်တို့အထူးကမြင်နိုင်တဲ့အချက်ကနှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကကျွန်တော်တို့ကောက်ယူခဲ့တဲ့စစ်တမ်းကလူတအူးတယောက်ချင်းစီရဲ့သဘောထားအမြင်ကိုမေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့နှိုင်းရသဘောဆန်တယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲဆို ဆိုလို့ရှိရင်စစ်တမ်းဖြည့်ဆိုတဲ့သူတွေဟာသူတို့ရဲ့အနေနဲ့အခြေအနေဆိုရင်ဆိုင်နေရတယ်ဆိုရင်တောင်မှပဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကတခြားသူတွေလည်းသူတို့နဲ့မချအခက်ခဲဖြစ်နေတာကိုသူကတိမြင်ကြရတယ်ပေါ့နော်သိကြရတယ်။ဒါဒီခါမှာကိုယ့်ရဲ့ဒုက္ခကဘာဟုတ်တယ်လို့တွေးပြီးတော့အခက်ခဲကိုမထုတ်ပြောရမျိုးလည်းဖြစ်ပါတယ်။ဆိုတော့ကိုယ့်အခက်ခဲကမထူးခြားတော့ဘူးဆိုပြီးတော့မှတတ်မှတ်လိုက်တာမျိုးပေါ့နော်။ဆိုတော့တချို့ဆိုလို့ရှိရင်ကလည်းကိုယ့်ထက်ပိုဆိုးတဲ့သူတော်မှရှိရဆိုပြီးမှကိုယ့်ဒုက္ခကိုဒါနှစ်သိမ့်လိုက်တာမျိုးဖြည့်သိမ့်လိုက်တာမျိုးတွေလည်းဖြစ်ပါတယ်ပေါ့။ဆိုတော့ဒုတိယတစ်ချက်ကကြတော့ကိုကိုကိုဒါပျော်ညံ့သူတို့အထ င်မခံကျင်ကြတာဖြစ်ပါတယ်ဆိုတော့ဒါကဒါကျွန်တော်လူမှုစံနှုန်းတွေကနေပြီးတော့မှ ဖွင့်ဆိုကြတဲ့ဒီကြကြန့်ခံနိုင်စွမ်းပေါ်မှာတတ်မှတ်ထားတဲ့စိတ်ပိုင်းဆိုင်ရာဖြစ်အားနဲ့လည်းသက်ဆိုင်ပါတယ်ဥမာအဖြစ်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြမယဉ်ကျေးမှုမှာရှိတတ်တယ်လို့မျိုးပဲပေါ့နော်ဆိုတော့မင်းကယောက်ျားပဲဘာလို့ငိုနေတာလဲပေါ့ယောက်ျားဆိုတာငိုလို့မရဘူးဆိုတာမျိုးပေါ့နော်ဆိုတော့ကိုကကြကြန့်ခံနိုင်စွမ်းမရှိဘူးအာဒီအားနဲ့လို့ပြလိုက်မယ်ဆိုလို့ရှိရင်ပြောညံ့တယ်လို့အမြင်ခံရမှာဆိုပြီးတော့မှဒီကြကြန့်ခံနိုင်စွမ်းကိုဟိုပြနေတာမျိုးလည်းဖြစ်နိုင်ပါတယ်ဆိုတော့ကိုလက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုထုတ်မပြောတော့ဘဲ နဲ့လူဖွဲ့စီကတတ်မှတ်ထားတဲ့ဒါကျင်းဝတ်တီလာဘောင်ထဲမှာပဲပြိမိသွားသလိုမျိုးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ဒါပြည်သူတွေရဲ့ကြမ်းကြမ်းခံနိုင်ဆုံးကျွန်တော်တို့ပြောတဲ့အခါမှာဆိုအတိုင်းအတာတစ်ခုထိရှိတယ်ဒါဆိုရင်ရေမှတ်ကိုကြော်လာတဲ့အခါမှာဆိုလို့ရှိရင်အချိန်မရွေးပြိုလဲသွားနိုင်တယ်ဆိုတော့တတိချက်ပို့လို့ပါတယ်ဆိုတော့ဒီမှာအခုထိကျွန်တော်ဆွေးနွေးခဲ့တာကတော့ဒါလက်ငင်ဒုက္ခတွေပုံမှာရင်ဆိုင်ဖြည့်ရှင်းကြတဲ့အခါမှာတဦးနဲ့တဦးဒေတာနဲ့တဦးဒေတာတစ်ခုနဲ့တစ်ခုကခံနိုင်ဆိုင်တွေကမတူညီကြဘူးဆိုတော့ဒီလက်ငင်ကလရှိဖြစ်နေတဲ့အချက်တဲကာလမှာဆက်ပြီးတော့မှရုံးကန်နိုင်သေးရဲ့လို့ ဟိုယူဆတဲ့သူတွေကရှိပဲဆိုပေမဲ့လည်းမျောလင်းချက်ပဲအခြေအနေဖြစ်နေပြီလို့အယူဆတဲ့သူအများစုလည်းရှိနေတယ်ဆိုတာကိုဒါဘတ်အတီးတီးကဘူဝါရချမှတ်တဲ့သူတွေအနေနဲ့ကတတိချက်ဖို့လိုပါတယ်ဆိုတော့ဘာကြောင့်လဲဆိုလို့ရှိရင်လူတို့ရဲ့ကြကြန့်ခံနိုင်စွမ်းကျွန်တော်တို့ကအတိုင်းအတာတစ်ခုရှိပါတယ်ဆိုတော့အချိန်မရွေးပြိုလဲသွားနိုင်တဲ့အနေအထားတစ်ခုရောက်နေလို့ပဲဖြစ်ပါတယ်ပေါ့နော်ဆိုဆက်လက်ပြီးတော့မှအခုလက်ရှိမှာလူတွေရင်ဆိုင်နေရတဲ့အခက်အခဲနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးဒါရင်ဆိုင်ဖြစ်ရှင်းနေကြလဲဆိုတာကတော့မက်ဆူလင်ဟန်ကဆွေးနွေးပါမယ်။ဟုတ်ကဲ့ကျေးဇူးပါကိုခန့် အခုလိုအမောင်ခက်ကြီးရမှာကျမတို့ပြည်သူတွေကသူတို့ရင်ဆိုင်နေရတဲ့ဒုက္ခတွေကိုဘယ်လိုမျိုးဖြေရှင်းကြတယ်လဲသူတို့ရဲ့ယုံထလိုစိတ်ကောင်းဘယ်ပေါ်ဘယ်နည်းမှာရှိကြတယ်လဲနောက်ပြီးတော့နိုင်ငံရဲ့အဖွဲ့အစည်းစနစ်တနည်းအားဖြင့်ဆိုရင် institution ရဲ့လုပ်ပိနိုင်စွမ်းကောင်းဘယ်လိုမျိုးရှိနေတယ်လဲကျမဒီပိုင်းတွေကိုဆွေးနွေးတော့မှာပါရှင့်ကျမဒီနေရာမှာစာရေးဆရာမမိုးမိုးအင်းရရဲ့ဝိထုကောင်းစင်တစ်ခုပေါင်းပြီးတော့ပြပြချင်ပါရဲ့မြန်မာပြည်မှာနေကြတယ် ဒါပေမဲ့လေပျောက်တော့လမ်းမှာစမ်းတော့ဝါဝါပေါ့လေဒီလိုဆိုပေမဲ့လေကျမတို့ဗီဒီယိုတွေကနိုင်ငံအဆုံးမှာအလေးရောင်များတွေ့မလားဆိုရင်မျောလင်းချက်တွေနဲ့အားမလျှော့ဘဲနဲ့လမ်းစားရှာနေကြရပါလေနီးမှန်တာမှန်မှန်တာတွေထက်ကိုယ့်ရဲ့ရှင်တယ်ရည်တည်ရဲ့အတွက်ကိုပဲဦးစားပေးနေရတယ်ဆိုတော့ကျမတို့တွေ့ရပါတယ်ကျမတို့ကောက်ခဲ့တဲ့စစ်တမ်းမှာဆိုရင်ဗီဒီယိုတွေကသူတို့ရင်ဆိုင်နေရတဲ့ဒုက္ခတွေကိုဘလိုမျိုးဖြေရှင်းကြတယ်လို့မြင်ရခဲ့ပါတယ်ရှင်ဒါအခုပြထားတဲ့ဒီ slide မှာမြင်ကြတဲ့အတိုင်းပဲပေါ့လေ သူတို့ရဲ့စားသောက်မှုပုံစံတွေကိုပြောင်းလဲကြရတယ်။ဥပမာဆိုရင်ထမင်းတနက်လျှော့စားကြရတယ်။အသီးရွက်တွေပိုစားကြရတယ်။အနောက်ပြောဒီဈေးပိုချိုတဲ့အစားအသောက်တွေကိုရွေးဝယ်စားသုံးကြရတယ်။ဒါတွေကိုပို့ပြီးလှုပ်လာကြရတယ်ပေါ့လေ။ဒါတော်မှပဲအကျွေးကင်းတယ်ဆိုတာကမရှိဘူးရှင်။နောက်ပြီးတော့လူတအူးချင်းစီရဲ့ကျမ်းမာချက်ခိုင်းဆိုတာကလည်းစိတ်ကူးရင်ပိုတော့မလွယ်ပါဘူး။အလုတ်အကင်ကလည်းမရှိဘူး။တရားဥပဒေစုံမွေးကလည်းပြက်ပြားနေရဲ့။ ဒါပြင်ဒီနှလုံးသုံးလုံးဒီဆလော့ဂိန်းတို့မျိုးဒီလောင်ကစားလုပ်ငန်းတွေစီကလည်းဒါထွက်ပေါက်လို့ဖြစ်လာကြရဲပေါ့နော်။အဒီလိုနဲ့ပဲဒီအကျွင်းနုံနဲ့ပေါ့ထပ်ပြီးတော့ညက်ပြန်ပါလေ။ပူဆိုးတာကလေကိုကိုတိုင်းကမကောင်းမှုဆိုတာကိုတီးတီးနဲ့ကိုရရအလုပ်တွေကိုလှုပ်လာကြရတာဖြစ်ပါရဲ့ရှင်။ကျမဒီနေရာမှာဥပမာတစ်ခုနဲ့ပြောရမယ်ဆိုရင်ဒါကြာဖြတ်လုပ်ငန်းဆိုတာကငွေလင်ကိုင်းမန်းလည်းတည်တယ်။ဒါလူမဆန်တဲ့ဒီဒူးစရိုက်လုပ်ငန်းဆိုတာလည်းတည်တယ်။ အဒီလိုတိတိကျကျင်းတဲ့ကိုဒီကြားဖက်လုပ်ငန်းတွေစီကိုယ်တိုင်ကိုကြသွားပြီးတော့ဒါရွေးချယ်လုပ်ရတဲ့အထီးပေါ့လေအရင်ကဆိုရင်ဟိုဖားကက်မလူတွေစွန့်နေပြီးဖားကက်မလူတွေစွန့်နေတယ်လို့မျိုးအခုဆိုရင်ကြားဖက်မလူတွေစွန့်နေပြီးတော့ပြောလို့ရရပေါ့နော်ဒါနဲ့တစ်ဆက်ထက်မှာပဲဒီပြည်သက်စားလို့ဘွားမျိုးတွေနှောက်ပြီးတော့ဒီဒိတ်ကဲလိုမျိုးအလုပ်တွေအဒီလိုအလုပ်တွေကိုလည်းအရွယ်သုံးမှမရွေးလုံလာကြရပါတယ် တိပခပြင်းထန်တဲ့ဒေသတွေမှာဆိုရင်တချို့မိဘတွေကအသက်မပြည့်သေးတဲ့သူတို့ရဲ့သားသမီးတွေကို KGB မှာအလုပ်လုပ်ဖို့ဆိုပြီးပို့လိုက်ကြတယ်ဆိုတော့ကျွန်တော်တို့ကြားသိရပါတယ်အတချို့ကြတော့လေကိုယ့်ရဲ့မိသားစုရေးကိုယ့်ရဲ့စာဝင်းနေရေးအတွက်ဒီဒေကဲလူမျိုးခန္ဓာကိုယ်ကိုရင်းပြီးအလုံးလုံးကြရပါရဲ့ရှင်ဆိုတော့ဒီလွန်ခဲ့တဲ့ဒီနာခင်အလွန်ကာလမှာဒါ အယောက်ဒီတိုင်းကတချို့အမျိုးသမီးငယ်တွေရင်ဆိုင်ခဲ့ရတဲ့ဘဝမျိုးကိုအခုဆိုရင်နေရအနှံ့ကအမျိုးသမီးတွေပါရင်ဆိုင်လာရတယ်လို့ပြောလို့ရပါတယ်ရှင်ဆိုတော့ကျမတို့ပြည်သူတွေရင်ဆိုင်နေရတဲ့အခက်အခဲဒုက္ခတွေကိုဘသူတွေကများကူညီဖြည့်ရှင်ပေးနေကြတယ်လို့မိကိုထုတ်မိကြမယ်ဆိုပါစို့အခုပြထားတဲ့ဒီ slide မှာတွေ့ရတဲ့အတိုင်းပဲပေါ့လေ။ဒီကျမတို့ကောက်ထားတဲ့စတန်အရဆိုရင်ဘသူမှမဖြေရှင်းကြဘူးဆိုတော့အများဆုံးဖြေထားတာတွေ့ရတယ်။အခုအချင်းချင်းပဲဖေးမှကူညီကြရတယ်။ ဒေတာခံပရာဟိတအဖွဲ့တွေအရက်ဘက်အဖွဲ့စည်းတွေနောက်ဘာသာရေးအဖွဲ့တွေသူတို့ကလေကုနိုင်နေဆိုပေမဲ့လေအင်းနဲ့အားနဲ့ကုနိုင်တာမျိုးမဟုတ်ဘူးရှင်ပူဆိုတာက institution ရဲ့အခန်းကဏ္ဍပေါ့လေဒီစဲအစိုးရလို့ကိုကိုကိုကြွကြနေတဲ့ဒီစစ်ကောင်မရှိအဖွဲ့တွေကသူတို့ရဲ့ကုညီနိုင်စွမ်းကလည်းအတော်လေးနည်းတယ်ဆိုတော့ကိုကျမတို့တွေ့ရတယ် ဒါပြင်ဒီ EO လို့အဖွဲ့ PDF LPDF နောက်ပြီးတော့ဒီအမျိုးသားညီအစိုးရအဖွဲ့ရဲ့ဒီကုညီပေးနိုင်စွမ်းကလည်းအကန့်အသတ်နဲ့ရှိနေပြန်ပါတယ်။ဆိုတော့ကျမတို့ပြည်သူတွေမှာဒီ institution ကိုအားကိုးဖို့ဆိုဝေလာဝေးဖို့လေတော်လိုင်းမှာငွေအားလူအားဖြစ်တင်းပေးရတာဒါလည်းဒီပြည်သူပဲဖြစ်လာတဲ့အခက်အခဲတွေကိုခါစီခံကြရတာကလည်းဒီပြည်သူပဲဆိုတော့ကျမတို့ပြည်သူမှာပြည်သူအချင်းချင်းရှိကြတယ်ဆိုရင်တော့မှဘယ်အချိန်မှကျမတို့ရှိနိုင်ကြမလဲပေါ့လေ။ ။ဒါကျွန်မတို့ပြီးတော့အချင်းချင်းကိုဖို့ကဲဖို့ဆိုတာလည်းတဖြည်းဖြည်းနဲ့ခက်ခဲလာကြပါတယ်။ဒါပေမဲ့ကျွန်မတို့ပြီးတော့အများစုမှာတော့ဒါမန်နဲ့ယုံထလို့စိတ်ရှိနေကြတယ်ဆိုတော့ကျွန်မတို့တွေ့ရပါတယ်။ဒါကိုကျွန်မဥပမာတစ်ခုနဲ့ထပ်ပြီးတော့ဆွေးနွေးကြပါရဲ့ရှင်။ဒါကျွန်မတို့ကောက်ခဲတဲ့စတန်းမှာဆိုရင်ဒီလိုမျိုးအခက်အခဲတွေကြုံရတဲ့အချိန်မှာဘလို့အကူအညီလိုအပ်တယ်လို့မေးမြန်းခဲ့ပါတယ်။အများစုကတော့အလောက်ကရင်ခွင့်လန်းလို့ဖြေကြပါရဲ့ရှင်။အခုပြထားတဲ့ဒီ power slide မှာမြင်ကြတဲ့အတိုင်းပဲပေါ့လေ ညာရေးကုတော်မှာဦးစားမပေးနိုင်မယ်နဲ့အလုပ်ခံရရှိရေးကနံပါတ်၁ဦးစားပေးလို့မျိုးဖြစ်နေအောင်ကျွန်တော်တို့တွေ့ရတယ်ဒါကဘာကိုပြနေလဲဆိုရင်ဒီပြည်တွင်းစစ်လို့ဖြစ်နေတဲ့နိုင်ငံတစ်ခုမှာနေနေကြတဲ့ကျမတို့ပြည်သူတွေကကိုကိုကိုအကူလုံစိတ်မြင့်မာလို့ဆိုတော့ကျမတို့သတိပြုနိုင်ပါတယ်အခုဆိုရင်ဒီနေရအများစုမှာဒီနိုင်ငံတကာရဲ့ဒီလူသားချင်းစာနာမှုဆိုင်ရာအကူအညီအထောက်ပံ့တွေကလိုအပ်နေတယ်ဒါပေမဲ့ဒီအထောက်ပံ့တွေကိုကျမတို့ပြည်သူတွေကမျှော်လင့်နေကြတာမဟုတ်ဘူးရှင့် သူများလာကူမကဲမလာပြေးလေနိုင်မဲ့မိကိုအားထားမှုမျိုးကိုကျွန်တော်တို့ပြည်ကိုပြည်သူတွေကမျှော်ကိုနေကြမဟုတ်ပါဘူးကိုကိုကိုအားကိုးနိုင်ဖို့ကိုပဲဒါမျှော်လင့်နေကြဖြစ်ပါရဲ့ရှင်ဆိုတော့ကျွန်မဒီမှာပြန်ပြီးသုံးသပ်ရမယ်ဆိုရင်ဒါပြည်သူတွေကကိုကြုံရတဲ့ဒီဒုက္ခအခက်အခဲတွေကိုကိုနီးကိုဟန်နဲ့သုံးပြီးနီးလဲပေါင်းစုံနဲ့ဖြေရှင်းကြရတယ်ဥပမာဆိုရင်ဒီကြားပြန့်နေလောက်ရတဲ့အထိပေါ့လေကိုကိုရင်ကဒုက္ခတွင်ဆုံးရောက်နေအောင်မှာ ဒီချင်းချင်းခံရင်ဆိုင်ဖြည့်ရှိမှုကိုပဲအတင်းထားရဆိုတော့ကျမတို့တွေ့ရပါတယ်။ကျမတို့အခုလိုကြုံရတဲ့ဒီဒုက္ခအခက်အခဲပေါင်းစုံဒါတွေကလည်းဒီစစ်အာဏာသိမ်းမှုနဲ့ဒီ institutions ရဲ့ဒီစနစ်ပြည့်ရမှုကြောင့်ဖြစ်လာတာဖြစ်တယ်။အာတဖက်မှာလည်းဒီ institution ကကျမတို့ပြည်သူတွေကိုဘာမှမကူနိုင်ဘူးဆိုတော့ကျမတို့တွေ့ရတယ်။ဒါပေမဲ့လည်းကျမတို့ပြည်သူတွေကမန်မလျှော့ပါဘူးရှင်။အလောက်ကင်လို့ခြင်းနေဝင်ဝင်ရခြင်းနေထိုင်းတော့ပြည်လဲခဲ့မယ်ဆိုရင် သူတို့ရင်ဆိုင်နေရတဲ့လူမှုဒုက္ခတွေကိုဒါဖြေရှင်းနိုင်လိမ့်မယ်လို့သူတို့ယုံကြည်ထားကြပါတယ်။ဒါကဘာကိုပြနေလဲဆိုရင်ကျမတို့ပြည်သူတွေရဲ့စဉ်စဉ်ခံယက်တီနိုင်စမ်းနဲ့သူတို့ရဲ့ကုမ္မာနာကိုပေါ်ပြနေကြတာလို့ပြောရင်းနဲ့ပဲကျမရဲ့ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်ပြရစီရှင်။ဆိုတော့ဆွေးနွေးပေးသွားတဲ့ panelist တွေအားလုံးကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်တို့အမေးပြခံတာကိုဆက်သွားခြင်းပါတယ်။ဆိုတော့ပထမဆုံးအနေနဲ့ကတော့ဒီကပြင်ရဲဝန်းကိုပေးဖို့လာတဲ့မိခွန်းတွေကနှစ်ခုကိုထုံးလို့ဆွေးနွေးလိုပါတယ်။အမေးခွန်းနံပါတ်1ကိုကျွန်တော်ဖတ်ပြပါမယ်။ ဆိုပြည်သူတွေမှာတင်းကျပ်ခံနိုင်စွမ်းရှိသေးရလို့ပြောထားတာတွေ့ပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ခံနိုင်ရင်ရှိသေးရဆိုတာဘာမှလုံနိုင်တာမရှိရောလို့အလိုက်သိင်နေလိုက်ကြတော့တာပဲထင်တာပဲ။ဒီလိုအလိုက်သိင်နေလိုက်တာကိုရောတင်းကျပ်ခံနိုင်တယ်လို့ပြောလို့ရရဲ့လားဗျ။ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ panelist တွေကအဆွေပေးကြပါအောင်ခင်ဗျာ။ဟုတ်ကဲ့။ဆိုဒီမေးခွန်းကိုကျွန်တော်ဖြေလိုက်ပါမယ်။ဆိုတော့ဟုတ်ကဲ့ပါဗျ။ဆိုတော့တင်းကျပ်ခံနိုင်စွမ်းလို့ပြောမယ်ဆိုလို့ရှင်အားနဲ့မှန်က မျှဖို့လိုရဲပေါ့နော်ဆိုအားဆိုတဲ့နေရာမှာလည်းတူတယောက်ချင်းစီရဲ့အားအပြင်ကိုကျွန်တော်ရဲရွာအစုဖွဲ့ UI institution ရဲ့စုပေါင်းအားကိုလည်းဆိုလိုချင်တာဖြစ်ပါတယ်ဆို man ဆိုတာကတော့ဒီလိုအခက်အခဲတွေကြုံတဲ့အခါမှာရှင်ဆိုင်ဖြစ်ရှင်းနိုင်တဲ့ဒီစိတ်တမ်းမှာမှုကိုကျွန်တော်ပြောချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဟိုကောက်ယူခဲ့တဲ့စစ်တမ်းမှာလည်းပြန်ပြီးကြည့်အောင်မယ်ဆိုလို့ရှိရင်ဆက်လက်ရုန်းကန်နိုင်အောင်မယ်လို့ဖြေဆိုထားတဲ့ဒီဘာသာ90ရာခိုင်နှုန်းကျော်လောက်ကိုရှိရဲပေါ့နော်ဆိုတော့ဒါက man ကိုတင်းထားကြတာဖြစ်ပါတယ်ဆိုတော့အခုလက်ရှိမှာဆိုလို့ရှိရင်ပြည်သူတွေရဲ့ဒီ အားဆိုလို့ရှိရင်လည်းအကန့်အသတ်ကိုရောက်ရှိနေပြီလို့ပြောလို့ရတယ်ပေါ့နော်။သူတယောက်ချင်းစီအနေနဲ့ကကြတော့ဒါရင်ဆိုင်ပြီးတော့မှဟိုအတင်းပြီးတော့မှအာဒီသွားရင်ဆိုင်ဖြည့်ရှင်းနေတယ်ဆိုပေမဲ့လည်းဒါကျွန်တော်တို့ရရွာအထောက်ပံ့အနေနဲ့ဆိုလို့ရှိရင်လည်းအားနည်းနေတဲ့အခြေအနေပြောက်လာတယ်။ပြီးတော့ institution ရဲ့ထောက်ပံ့မှုပါဆိုလို့ရှိရင်ကလည်းကျွန်တော်တို့အားကိုးလောက်စရာမရှိတော့တဲ့အနေအထားတစ်ခုကိုဖြစ်နေတာမျိုးဖြစ်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်အရှိမပြောခဲ့တယ်လို့မျိုးပဲဒီကြက်ကြက်ခံနိုင်စွမ်းဆိုတာကလည်းအကန့်အသတ်ရှိပါတယ်။ဆိုတော့ဒီမေကွန်းပြန်ပြီးတော့ကောက်ရမယ်ဆိုလို့ရှိရင်လက်ရှိမှာပြည်သူတွေကလက်ငင်းပြဿနာတွေကို ရှင်ရှင်းဖြစ်ဖြစ်ရှင်းနေနိုင်တဲ့သူတွေအလိုက်တဲ့ဟိုဖြစ်ရှင်းနိုင်တဲ့သူတွေရှိသေးတယ်ဆိုပေမဲ့လည်းဒါအချိန်မရွေးမှာပေါ့နော်မျောလင်းချက်မဲ့တဲ့အခြေအနေကိုရောက်သွားနိုင်တယ်ဆိုတာမျိုးကိုမြင်မိပါတယ်လို့ပဲသုံးသပ်ချင်ပါတယ်ဗျာဟုတ်ဟုတ်ကဲ့အားဖြေပြရတော့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်တို့မေကွန်းနံပါတ်1ကိုဆက်သွားလိုက်ပါမယ်အခုလက်ရှိမှာအလုတ်အကင်အတော်ရှားပါတယ်ဒါပေမဲ့ခင်ဗျားတို့ပေးထားတဲ့အယူဆမှတ်စုကိုဖတ်ကြည့်ရတဲ့အခါမှာကျန်းကျန်းခံနိုင်စွမ်းကရှိသေးတယ်လို့ပြောထားတာတွေ့တယ် ဒါဆိုရင်လူတွေကဘာတွေလုပ်ကြင်ပြီးစာဝတ်နေရေးကိုဖြည့်ရှင်းနေကြလို့ကြမ်းကြမ်းခံနိုင်နေကြသေးရလဲဆိုတော့သိချင်ပါတယ်လို့မေးထားပါတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်း panelist တွေအားဆွေးနွေးပြကြပါအောင်ခင်ဗျဟုတ်ကဲ့အဲ့ဆိုကျွန်မတင်မီခွန်ဖြည့်လိုက်ပါမယ်ရှင်ဟုတ်ကဲ့မီခွန်အတွက်ကျေးဇူးပါရှင်အခုဆိုရင်ဒီသူတွေကသူတို့ရင်ဆိုင်နေရတဲ့ဒီဒုက္ခတွေကိုတူလူနီသူတို့ဟန်တဲ့နီလန်းပေါင်းစုံသုံးပြီးဖြည့်ရှင်းကြရတယ်ပေါ့နော်။ကျွန်မခုနကပြောခဲ့သလိုပဲ။ဒါကြားပြနေမှာအလုတ်တော်လုပ်ရတယ်။နောက်ဒီဒေကဲလိုမျိုးအလုတ်တွေလုပ်ရတယ်။အဲပြီးတော့ရေဒီ တဖက်မှာလည်းအလောက်ကြီးအခွင့်လန်းဆိုတာလည်းတော်တော်လေးကိုရှားပါတယ်။နောက်ပြီးတော့ဒီလောင်းကစားလုပ်ငန်းတွေဆိုတာလည်းဒါမှုလို့ပေါက်လာတယ်ပေါ့လေ။ကျမကဒီနေရာမှာဒါပီတွင်းကဒီဒေတာခံသူ့တေဗီနဲ့ဆွေးနွေးနေတိကျရတဲ့အဖြစ်အပျက်တစ်ခုကိုကျမဒီမှာပြန်ပြီးမျှဝေခြင်းပါရဲ့ရှင့်။ဒီအဖြစ်အပျက်မှာဆိုရင်ဒါနေနေကဒီတာမန်လက်လုံးလက်စားမျိုးသားတယောက်ပေါ့လေ။သူသူ့မှာသူ့မိဖွားခံနေအပြိုးသမီးရှိရယ်အဲနောက်ပြီးတော့သူ့မှာအလုတ်ကိုင်းကလည်းမရှိဘူးအကျွေးကလည်းတင်နေသေးရယ်ပေါ့လေ ဆိုတော့သူ့အမျိုးသမီးမိဘဘုံနဲ့ဒီအကျွေးတွေကိုပြန်ဆက်နိုင်ဖို့ဆိုရင်သူဘလို့ဖြည့်ရှင်းရမလဲလို့အမြန်ဆုံးစဉ်းစားကြည့်ရဲ့အခါမှာဒါစစ်မှုထမ်းစရင်မှာပါပြီးတော့မလိုက်ချင်တဲ့သူတွေကိုစား तू ကကိုစားနေနဲ့လိုက်သွားမယ်ဆိုရဲဟာမျိုးပေါ့လေအဲ तू ကနေပြောမယ်ဆိုရင် तू ကနေပြောဒီလူကြီးတွေစီသွားပြီးတော့စစ်မှုထမ်းစရင်ပါပြီးမလိုက်ချင်တဲ့သူတွေရှိရင်ကျွန်တော်ကိုပြောကျွန်တော်ကိုစားလိုက်ပေးပါမယ်ပေါ့နော် အာတိုက်တစ်ဖက်မှာလည်းကျွန်တော်မိသားစုအတွက်လိုနေတဲ့ဒီငွေပမာဏဘလောက်ဘလောက်ကိုတော့လူကြီးအနေနဲ့အာတောင်းဆိုပေးပါပေါ့ပေးပေးပါဆိုရဲအာမျိုးနဲ့ပေါ့နော်အာဒါကအာဒီလိုစစ်မှုထမ်းဆွေးကွက်တွေပေါ်လာတဲ့အခါမှာဒါအန်ဒီရဲ့များတဲ့နီးလန်းနဲ့ဖြစ်ရှင်းနေဆိုတာကျွန်တော်တို့တွေ့ရတယ်အလားတူပဲကျမတို့ဗီဒိုရီယာဆိုရင်ဒီလိုပြဿနာတွေဒုက္ခတွေရင်ဆိုင်ကြတဲ့အခါမှာတပွဲထိုးနီလန်းနေနဲ့ဖြည့်ရှင်းပြီးတော့ကြံ့ကြံ့ခံနိုင်ကြံ့ကြံ့ခံရင်ဆိုင်ကြတယ်ဆိုတော့ကျမတို့တွေ့ရရပေါ့လေ ဒါပြင်ဒီကျမတို့လူတအိုးချင်းစီအတွက်ရောတိုင်းပြည်ရဲ့အနာဂတ်အတွက်ရောဒါအလောက်ကင်တွေအခွင့်အလမ်းတွေပို့ပြလို့အဲ့နေသေးတယ်လို့ကျမပြောရင်းနဲ့ပဲကျမရဲ့အဖြေကိုဒီမှာပဲဆုံးသက်ပြရစီရှင်ဟုတ်ဟုတ်ကဲ့ဟာဖြေပေးသွားတယ်ကျေးဇူးတင်ပါတယ်ဆိုဒီခေါက်မှာတော့ကျွန်တော်တို့အခုတက်ရောက်လာတဲ့ကပင်ရုံဝန်သူရုံဝန်သားတွေစီကနေပြီးတော့မှတ်ချက်တစ်ခုကိုဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ reason button ကိုတုံးပြီးတော့မှတ်ချက်ပြုပေးလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဘက်မှာ reason button ပေါ်လာတဲ့လူတစ်ယောက်ကိုမိုက်ဖွင့်ပြီးတော့ဆွေးနွေးခွင့်ပြုသွားပါမယ်ခင်ဗျာ ဆိုလောလောဆယ်ကျွန်တော် reason pattern မတွေ့ရသေးဘူးဆိုရင်တော့ဒီ chat ထဲမှာပို့ထားရဲ့ mail ကတစ်ခုကိုကျွန်တော်တို့ mail panelist တွေကို mention ပါတယ်ပေါ့လေဆိုမေးထားရဲ့ mail ကတော့အဲဒီဇင်ဘာမှာကျင်းပမဲ့ရွေးကောက်ပွဲအပြီးမှာဒီအချက်တဲတွေကနေပြည်လည်နိုင်မှာလားလို့မေးထားရရှိပါတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်း panelist တွေကဆွေးနွေးပေးစီလို့ပါတယ်ခင်ဗျဟုတ်ဒီမျိုးကိုကျွန်တော်ဖြေလိုက်ပါမယ်ဗျာဟုတ်ဆိုတော့ဘောနော် ကျွန်တော်တို့အခုဆွေးနွေးပွဲရဆိုရင်တော့ဒါလူမှုစီးပွားရှုထောင့်ကနေပြီးတော့မှာပေါ့နော်ဆွေးနွေးတာဖြစ်တဲ့အတွက်ဒီနိုင်ငံရေးမူဝါဒတွေကတော့ဒါဖြည့်ရှင်းဖို့ကတော့ခက်ပါတယ်ဗျ။ဒါပေမဲ့ပေါ့နော်ဒီဒီဇင်ဘာမှာကျင်းပမဲ့ရွေးကောက်ပွဲကတော့အခုဒီကြုံတွေ့နေရတဲ့ပြဿနာတွေကိုတော့ဖြည့်ရှင်းနိုင်မှာမဟုတ်ပါဘူးဗျ။ဒီရွေးကောက်ပွဲအလွန်ကာလမှာဆိုရင်တော့ပေါ့နော်ဒါပြိပခါတွေကပိုတိုးပြီးတော့တောင်မှဒါဖြစ်သွားနိုင်ပါသေးတယ်။ ဲဆိုတော့ဗောနော်ဒီနိုင်ငံတကာမှာဒါရွေးကောက်ပွဲလုပ်ပြီးလို့ဗောနော်ဒါနိုင်ငံတကာမှာဒီမိုကရေစီရဲ့အရေးတွေတို့နောက်ဒီတရားဝင်အစိုးရဆိုပြီးတော့ပြောနေတာထပ်ဗောနော်လက်ရှိဒီဖြစ်ပေါ်နေတဲ့ဒီပြပခအကြံတဲကိုဖြည့်ရှင်းနိုင်မဲ့နောက်ဒီလုံခြုံရေးတို့ဗောနော်လုံခြုံရေးတို့တည်ငြိမ်ရေးတို့အဲအခုဖြစ်ပေါ်နေတဲ့အရေးတွေအတွက်တော့ဒါအမခံပေးနိုင်လားဗောနော်နောက်ဒီစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မလားဗောနော်ဒါတွေကိုကြည့်ပြီးတော့ပဲအဲကျွန်တော်တို့ဆုံးဖြတ်ရမယ်လို့ထင်ပါတယ်ဗျဟုတ်ကျေးဇူးပါ โอเคအာဖြေးပေးသွားရတဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့ဒီဒီနေ့တက်ရောက်လာတဲ့ကပင်ရုံတို့ရေမုန်းသားတွေစီကနေပြီးတော့မေကုန်းနဲ့မက်ချက်တစ်ခုလောက်စီကျွန်တော်တို့အာတောင်းဆိုချင်ပါတယ်ပရိစံပတ်တန်တုံးပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့ချက်ထဲကနောက်ထပ်မေကုန်းတစ်ခုလည်းထပ်ပြီးတော့အာဖက်ဖက်ပြချင်ပါတယ်ဆိုတော့အာဖြည့်ရှင်းချတဲ့နေလန်းတွေမှာပြည်တွင်းဖြစ်တယ်ပြောင်းသုံးလာကြတယ်ဆိုတာတွေ့လိုက်တယ်ပေါ့လေဆိုတော့ဒါဆိုပြည်တွင်းအသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းရှင်တွေ ပိုအဆင်ပြေပြီးတော့စီးပွားရေးကောင်းမလာနိုင်ဘူးလားလို့ဒီချက်ထဲမှာမေးထားတာရှိပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လည်း panelist တွေကဆွေးနွေးပေးပါအောင်ခင်ဗျာဟုတ်ကဲ့အဲ့ဆိုရင်ဒီမိကုံးကိုကျွန်မဖြေလိုက်ပါမယ်ရှင်ဟုတ်ကဲ့မိကုံးမိမြတ်ပြီးရတဲ့အတွက်ကျေးဇူးပါရှင်အခုလိုအခြေအနေတွေကိုကျွန်မတို့လေ့လာကြည့်ရတဲ့အခါမှာလည်းတွေ့ရတယ်ပေါ့နော်အဲ့အခုဆိုရင်ဒီ type back ကဒီတွားတိုက်စေလို့ဆက်ပြမှုလို့ကျမတို့နိုင်ငံမဝင်တော့ဘူးလေပစ္စည်းပြတ်သွားတယ်အဲ့ခါပြည်တွင်းဖြစ်တွားတိုက်စေလို့ပြည်တွင်းဖြစ်ထုတ်ကုန်နေကျမတို့တုံးလာရတယ်ပေါ့နော် အဲဒါပေမဲ့ကျမတို့တတိပြုတင်တာကအဲ့ဒီလိုပြည်သွေးပြထုတ်ကုန်နေရဖို့အတွက်ဆိုရင်ဒီကုန်ကျန်းကကျမတို့ပြပားကနေအဲတင်ပို့ဖို့လိုရပေါ့လေအဲတင်တွဲဖို့လိုရပေါ့လေအဲဆိုတော့ကျမဒီနေရာမှာဒီဒေသခံသူ့တွေတွေတွေနဲ့အုပ်စုဖွဲ့ဆွေးနွေးမှုဟန်တစဉ်တရှိတရှိခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုကျမဥပမာအနေနဲ့ပြန်ပြီးဖြည့်ချင်ပါတယ်ရှင့်အဲ့ဒီအဖြစ်အပျက်မှာဆိုရင်ဒီကဒီရန်ကုန်မြို့က ကိမ့်မှုလုပ်ငန်းပိုင်ရှင်ပိုင်ရှင်တယောက်ပေါ့လေအအခုဆိုရင်သူသူ့ရဲ့ကိမ့်မှုလုပ်ငန်းအတွက်ဒီလိုအပ်တဲ့ဒီကုန်ကျန်းပြပကကုန်ကျန်းပစ္စည်းတွေကိုသူ့အနေနဲ့ဝယ်လို့မရတော့ဘူးအဆိုတော့ကသူ့ရဲ့လုပ်ငန်းကလည်းလဲဖက်ဖို့အတွက်အဆင်မပြေဖြစ်လာရပေါ့လေအဒါနဲ့ပဲဒီအရေးအသွေးအရေးအသွေးကောင်းတဲ့ဒီပြပကုန်ကျန်းပစ္စည်းတွေကိုသူ့အနေနဲ့မတုံးနိုင်မတုံးနိုင်တော့ဘူးဆိုရင်ဒီ စားသုံးသူတွေကယော့သွားမှာပေါ့သူအနေနဲ့စိုးရိမ်လာရတယ်အာတစ်ဖက်မှာလည်းသူ့ရဲ့ဒီလိုအခြေအနေနဲ့တောင်ဆိုရင်သူကိတ်မှုလုပ်ငန်းကလည်းလာနိုင်ရတွင်ချက်သွားနိုင်တယ်ပေါ့လေဆိုတော့ဒီဥပမာကိုကျမတို့ကြည့်ကြည့်မယ်ဆိုရင်လလောဆယ်မှာတော့ဒီကျမတို့ဒီပြည်တွင်းဖြစ်ထုတ်ကုန်ပစ္စည်းတွေနဲ့တုံးရင်အဆင်ပြေနိုင်တယ်ဆိုတော့ညာလေးတာအချိန်တစ်ခုရောက်ရင်တော့ဒီလုပ်ငန်းတွေကလည်းပတ်ဖို့အတွက်အခက်အခဲရှိလာတော့တွေ့ရတယ်ရှင်ဟုတ်ကဲ့ကျမရဲ့အဖြေကတော့ဒီလောက်နဲ့ပဲဖြစ်ချင်ပါရှင့် โอเคအာဆွေးနွေးပေးကြတဲ့ panelist တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့အစီအစဉ်ကိုအာဒီမှာပဲနေကုန်းချုပ်ရှင်ပါတယ်ဆိုတော့နေကုန်းချုပ်အနေနဲ့ပေါ့လေကျွန်တော်တို့ panelist တွေကနေပြီးတော့အာနောက်ဆုံးဆွေးနွေးကြတာမျိုးများရှိမှလို့ခင်ဗျာโอเค ဆိုတော့ကျွန်တော်တို့ဆွေးနွေးခဲ့တာကိုပြန်ချုပ်ပြီးတော့ပေါ့နော်အချက်၃ချက်နဲ့ပြောချင်ပါတယ်ဆိုတော့ပထမအဦးဆုံးအချက်ကတော့ပြည်သူတွေကဒီလင်းနစ်ကျော်ကာလမှာဆိုလို့ရှိရင်လက်ငင်းဒုက္ခများစွာကိုပြင်ဆိုင်နေရတယ်ပေါ့နော်ဆိုတော့ဒီဒုက္ခတွေကဆိုလို့ရှိရင်ရေတိုးတွေမကပါဘူးဒါရေရှည်ဖြစ်တဲ့လူ့ဖွဲ့စည်းတဲ့နိုင်ငံရဲ့အနာဂတ်ကိုပါချင်းချောင်းနေတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းပြည်သူတွေကဒါအားမလျှော့တော့ဘူးကိုယ်ဟာကိုယ်ကိုယ်စိတ်နဲ့ဆက်ပြီးတော့မှဖောက်ထွက်နိုင်အောင်မယ်လို့ယုံကြည်နေတာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒုတိယတစ်ချက်ကတော့ပြည်သူတွေရင်ဆိုင်နေရတဲ့ဒုက္ခတွေကဆိုလို့ရှိရင် ဒီအာနာသိမ့်မှုနဲ့ဒီ institution စနစ်ကြောက်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ဒါတွေကိုလည်းဒီ institution နဲ့ကိုနိုင်ကိုတိုင်းကအကူအညီပေးနိုင်စွမ်းကင်းမဲ့တာကိုဒါထင်ထင်ရှားရှားမြင်ရတယ်ပေါ့နော်ဆိုတော့ဒီချိန်မှာဆိုလို့ရှိရင်ကလည်းလူထုကဟို maintain ထားပါသေးတယ်ပေါ့ဆိုတော့နောက်ဆုံးတတိယအချက်ကကြတော့ ီတွေမှာဒုက္ခတွေကိုကျဆန်းခံရင်ဆိုင်မဲ့အားနဲ့မှန်ကတော့ရှိနေသေးတာလို့တတိပြုမိတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကတော့အားဆိုတာရှိမှလည်းကျွန်တော်ပြောခဲ့သလိုပဲဒါဖြည့်ရှင်းနိုင်စွမ်းတွေအဓိကအထောက်ပံ့ပေးနိုင်မဲ့ရေကန်မြေကန်လိုမျိုးဒါအရင်မြက်လိုမျိုးအထောက်ပံ့ပေးနိုင်တဲ့ဒီစွမ်းဆောင်ရည်ခွန်အားမျိုးပြောချင်တာဖြစ်တယ်ပေါ့နော် man ဆိုတော့ဒီစိတ်သက်သန်မှမှုဒီတောက်ခံနိုင်မှုအဓိကပြောချင်တာပါဆိုတော့ဒီနေရာမှာပြည်သူတွေရဲ့ တူးချင်းအားနဲ့ဆက်လက်ရုံကန့်နေနိုင်တယ်ဆိုပေမဲ့လည်းလူဖွဲ့စည်းရဲ့အားကလည်းအခုချိန်မှာညော့နေလာတယ်။ institution ရဲ့ဒါပံ့ပိုးမှုအားဆိုလို့ရှိရင်ချင်းနဲ့ချင်းနဲ့နေတဲ့အနေအထားတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ပေါ့။ဆိုတော့အရှင်းမှာကျွန်တော်ပြောခဲ့သလိုပဲကျန်းကျန်းခံနိုင်ကျန်းကျန်းခံရင်ဆိုင်နိုင်စွမ်းဆိုတာကလည်းအကန့်အသတ်ရှိပါတယ်။ဆိုတော့ဒါကိုရုတ်ရုတ်မသွားအောင်ဒီမမြဲတည်နိုင်အောင်အာရုံရှင်တန်နိုင်ဖို့ဆိုလို့ရှိရင်အားယုံမဲ့ရောအားနဲ့မန်ကဒီဟန်ချက်ညီနေမှသာဖြစ်နိုင်မယ်လို့ပဲအာဒီတုံးတက်ရင်လည်းကျွန်တော်တို့ဆွေးနွေးချက်ကိုမိကုန်ချုပ်ချင်ပါတယ်ဗျာ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေ့အစီအစဉ်မှာအချိန်ကန့်သတ်ချက်မဖြေလိုက်ရတဲ့မေးခွန်းတွေကိုအီးမေးလ်ကနေတစ်ဆင့်ပြန်လည်ဖြေကြားပေးသွားပါမယ်ခင်ဗျာနောက်ပြီးတော့ဒီနေ့ဒီနေ့ဆွေးနွေးတဲ့အစီအစဉ်မှာအဓိကပြောခဲ့တဲ့စစ်တမ်းကိုလည်းမကြာခင်မှာအပြည့်စုံထုတ်ဝေသွားဖို့ရှိပါတယ်ဆိုတော့ဒီလိုဆွေးနွေးချက်တွေနောက်အခြားသောသုတေသနတွေ့ရှိချက်တွေကို ISP မြန်မာရဲ့ website ဆာမျက်နှာဖြစ်တဲ့ www.ismyanmar.com နဲ့ social media တွေမှာအခမဲ့ဝင်ရောက်လေ့လာနိုင်ပါတယ်ဆိုတော့ဒီနေ့ဆွေးနွေးပွဲအစီအစဉ်ကိုတက်ရောက်လာပေးကြတဲ့ကပင်ရန်ကုန်သူရေဝန်သားတွေအားလုံးကိုအထူးကျေးဇူးတင်ရှိကြောင်းပြောရင်းနဲ့ ကျွန်တော်တို့အစီအစဉ်ကိုဒီမှာပဲရန်လာပြရစီခင်ဗျာ